မင်္ဂလာပါခင်ဗျာကျွန်တော်များ ပုံနာတော်ဘေးတင်ဆရာရနိုင်ထွန်းရန်ကုန်မြို့တော်မှဆရာထံဘေးတင်မဲ့အပရိသတ်ထမင်းရှင်ခွန်ရပါသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျောင်းမချမ်းသာပါစေကြောင့်အထူးဆုမကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်မြန်မာတက်ကြဲ1380ခုနှစ်ခုနှစ်ဘုဒ္ဓဟူသားသမီးများရဲ့ကံကြမ္မာကံစာတာဟော့စတန်လေးကိုဆက်လက်ဆွေးနွေး ဖော်ပြပေးသွားပါမယ်။ဗုဒ္ဓဟောသားသမညာခမညာဧပြီလ18ရက်နေ့မြန်မာတက္ကရာ1382ခုနှစ်ဥတ္တကုလာပြေကျ9ရက်နေ့ဇာတာကွင်ရာတီချုံနခတ်တို့ဇာစာကံကြမှာဆန်းဆက်တဲ့ဇာတာကွင်နေ့မှာကြည်လိုက်တာမှာဆိုလို့ရှိရင်ဂျာမာစီပွားနဲ့ပတ်သက်ပြီးတော့လည်းညံဖြစ်မယ်။ဂျာမာရဲ့ဇာတာအညာရှိနေတယ်။ခရူးဆိုင်ပေးရမယ်။တတိထားပေးဖို့တတိပြုံးနိုင်ဖို့စာအနေနဲ့အထုတ် မေတ္တာရခံပြစေဗုဒ္ဓဟူသားသမီးဟာစိတ်တက်တော်မှာကြောတယ်ညီကောမရမမိသားစုအရေးတော်နဲ့ပတ်သက်ပြီးဥစီဥဆောင်စင်မှခံခွဲပြီးကိုညီပေးရတတ်တယ်အနုနာအနဲ့နာခံရတတ်တယ်အိမ်တော်ရဲ့မမြဲဘူးတင်တဲ့ခါအိမ်တော်ပဲအိမ်တော်ရှင်များအိမ်တော်ရဲ့အထုတ္တိထားတဲ့နဲ့နဲ့ဘာမဟုတ်တဲ့အကြောင်းကိစ္စတွေနဲ့စိတ်ဝမ်းကွဲသွားတာ အိမ်တော်ရဲ့ပြတ်ပြားတာအိမ်တော်ရဲ့ကွဲပါတာတွေအိမ်တော်ရှင် ိန်နောင်တဲ့အိန်နောင်ရှင်မြအဖို့အိန်နောင်ရဲ့ပျက်စီးခိတ်ဟာကိုဆက်ရာကိုင်းလုံးနေနေရှိနေတယ်အထုခယူဆိုင်ပါအမောင်ပေယောကဘေးဒုက္ခသူများပြဿနာသူများအကြောင်းကိစ္စနဲ့ပတ်သက်ပြီးတော့ကိုထိခတ်နဲ့ဒုက္ခနဲ့ဒိုင်းခနဲ့နဲ့ကွဲမယ်၊ကွာမယ်၊ကြောက်ခိုက်မယ်၊အဝေးထွက်သွားမယ်၊ပြစ်ထားသွားမယ်ဆိုတဲ့စိတ်တွေပေါက်ပွဲတတ်တဲ့အတွက်စာနေနဲ့အထုမြတ်တာရက်ခန့်ချင်တယ်အထုခယူဆိုင်ပေးဖို့လဲစာမြတ်တာရက်ခန့်ပြစေ သာသမီနဲ့ဇနီးတဲ့လိုကြားမှာအိမ်တော်တဲ့အိမ်တော်ရှင်များအထုတ်ယူဆက်ရမယ်။ကြောက်ကန့်နှလုံးနဲ့ပတ်သက်တဲ့ဂျာမန်စာတညံ့နေ။ကြောက်ကန့်အဆုတ်နှလုံးဂျာမန်ရေကုသရခင်ရှိနေတယ်။ကြောက်ကန့်အာနေတာအဆုတ်ရောင်တာဂျာမန်အထုတ်ယူဆက်ပြရမယ်။ချောင်းဆိုးရင်ကျက်ရင်ပြေရင်ကဲကယူဆက်ဖို့တတိပြုံနိုင်ကိုဆရာအနေနဲ့အထုတ်မြတ်တာရက်ခံလို့လေ။အဆုတ်နှလုံးစာတာကမကောင်း ရာသီဂျုံနခတ်တေရာသီခဏီကြီးလာမှာဆိုလို့ရှိရင်အထုတ်ကြိုးဆိုင်ပြရမှာခနေယုံဝါဆိုဝါကောင်တော်တဲ့နဲ့ဤအလဲလေးလာဇာတာတော်ညံ့နေတရင်ကျော်တဆာမုံနတ်တော်ဇာတာကောင်းစမယ်အဲတကူရဲ့ကဆုံညာနှစ်လတော့တင်းနေရောမြတ်သွားအောင်မြတ်မယ်အဓိကတော့6လပိုင်းစက်တန်ဘာလဆိုရင်ဗုဒ္ဓဟူသားသမီးကကံဟာလုံးဝညံ့သွားမယ်ကံကောင်းခြင်းတို့ကိုဖောက်ဆောင်သွားမယ် အောင်မြင်မှုကိုဟောဆောင်ပြနိုင်မယ်။အိမ်မှာအပြည့်စည်ရရှိရင်စွန့်ထုတ်ပြင်းရမယ်။အာမခံတတ်သိလိုက်တာမေတ္တာဆွေပြတ္တနာတောင်းဝင်ခန္ဓာခေါင်းခံပြီးဆောင်ရွက်ရတာတွေကြုံတရတတ်တဲ့ဗုဒ္ဓဘုရားသမီးတွေဖြစ်ကြတယ်ခင်ဗျာ။အတိမဲဆွေတွေတိုးဖမယ်။မိတ်ကောင်းဆွေကောင်းလို့နဲ့ကြုံပင်းရမယ်။စီပွားရေးစာတာနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးပြုမယ်။ဆောင်လို့ရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတန်ထဲတေဝါ တဏှာဖြင့်အိမ်ဆောက်ကရိယာတို့ဂျိနံစသည်ဖြင့်စောင်းလို့ရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းရည်နယ်ပယ်တွေကောင်းကျိုးပြုမယ်မြောက်ရက်မြောက်ဖက်မြောက်ဖက်ချမ်းမြောက်ပိုင်းဒေသမြောက်ဖက်ရက်တွေရတော့ဗုဒ္ဓဟူသားသမီးတွေကိုဒင်းနဲ့ကောင်းကျိုးပြုဖို့အားနေနေတယ်။တုံကိန်းကနဲ့နှစ်ကိန်းကနဲ့ငါးကိန်းကနဲ့နေရအကျော်ပေးမယ်ကောင်းကျိုးဖြစ်စေမယ်အစိမ်းရောင်အနဲ့ရောင်ဤအရောင်နှတ်သွားတယ် ီအယောင်နှစ်ခု ကောင်းချိုးပြုဖို့လုံးဝမရှိဘူးခရူးဆိုင်ပါတတိထားပေးပါတန်နင်းငွေသားသမီးတန်နန်းလာသားသမီးတို့နဲ့ရှာများတာတတနာပရိပခကြုံရတာစိတ်အနောက်ချက်တော့နဲ့ပတ်သက်ပြီးကြုံရမယ်စိတ်ပင်မမှုတို့ရှင်ဆံရတတ်တယ်အဋိဋ္ဌဝင်ပေးပါကုံတော်ကာရပွားများပါပတိစိတ်ပါအဋိဋ္ဌဝင်ပေးပါမိမိတို့ရိုးရဘာသာတလေထုံးစံဆင်လာတော့ကို အလိမ့်နဲ့ထပြီးလောက်ပါမရဏကြောစီမရဏအိမ်ဆံမရဏနဲ့မရဏကံဖြစ်တဲ့အတွက်သေချမ်းတရားတို့အိမ်တွင်မိသားစုကြမှညံဖြစ်နာအိမ်ရင်မိသားစုစေယုံစေခန့်စေဝါဟူတမ်စိတ်အနောက်ချက်တို့ကြုံညာဆုံညာတတ်တယ်မိသားစုကြမှညံလာမိသားစုအမောခင်ဖြစ်တာမိသားစုပြဿနာတွေဘလောက်ပဲခြားခြားဖေးဖေးအလဟတဆုံးချုံနာကုံဆုံးနာ အရေမရအဖတ်မရဖြတ်သွားတာတွေတဲထဲရေတုံဖြစ်တဲ့ဖြစ်စဉ်မျိုးတွေကြုံရဆုံရတတ်တဲ့မြင့်တဲ့မလို့အဆဆကယူဆိုင်နိုင်အောင်ကံညာဝရိယအားလုံးကိုဝရိယတို့နဲ့စူးစမ်းပြီးလုံလာတို့နဲ့ကောင်းကျိုးပြုစေဖို့ဆံမေတ္တာရက်ခံပြီးတော့ခုလို့အာမနာတဲ့စိတ်မစိုးတာပွန့်ပွန့်လဲလဲကိုတင်ပြဆွေးနွေးဟောပြောပေးသွားတာဆရာရဲ့ဆွေးနွေးဟောပြောတော့ဟောပြောချက်စကားရက်တို့ဖြစ်ပြီး အာမနာပါစိတ်မစိုးတမ်းပေါ့နော်အပြောမဆိုမှရှိခဲ့တဲ့ဆရာရဲ့ဟောင်းကိန်မှားရောက်ခဲ့ပါတယ်ဆိုရင်လည်းဆရာရဲ့အပြစ်ဆရာရဲ့ညံဖြစ်မှုတာလည်းဖြစ်တယ်လို့စတင်နာကနေဝန်ခံထားပါရစေနော်အဲ့တော့ဖာစာတာရှင်များခင်ဗျာပုတ်တော်ခုဖာစာတာရှင်ဆယ်နှစ်သားများ22နှစ်24နှစ်22နှစ် 34နှစ်35နှစ်38နှစ်40နှစ်40နှစ်4 40နှစ်8အထောက်ကိုစိုက်ပေးဖို့ဆရာအနေနဲ့မြတ်တရားခံပါစေဗုဒ္ဓဟူသားသမ ्या ရဲ့ကံကြာမှာကံစာတာလုံငါစိပါတို့လက်လာပါတို့တိုးတက်ခြင်းအောင်မြင်ခြင်းတို့ကိုဟောဆောင်ခြင်းအကျိုးပြုခြင်းတို့ဖြစ်စေလိုတဲ့အတွက်ဗုဒ္ဓဟူနာဗုဒ္ဓဟူနာတော်စင် ဗုဒ္ဓဟူကံတို့နဲ့ပတ်သက်ပြီးတော့ကောင်းကျိုးစီးပွားတို့ဖြစ်စေလိုတဲ့အတွက်မိမိမွေးနာတော့ဗုဒ္ဓဟူချုံတောင်းနိုင်တော့မဟုတ်မိမိနေအိမ်မှာဖျားစေချင်ဗုဒ္ဓဟူချုံတောင်းနိုင်ဖြစ်စေရာဟုဖာသမီလည်းဖြစ်စေနော်လိမ်မော်ကြီးတစ်ခွက်ဖျောင်းတိုင်ကိုယ်တိုင်ဖျောင်းတိုင်ကိုယ်တိုင်လိမ်မော်ကြီးဟာတစ်ခွက် လိမ့်မော်ရေတက်ခွတ်မိမိတို့ရဲ့ဒုက္ခဒုက္ခတွေကိုဆုတောင်းမေတ္တာပို့ပြီးတော့ဆုတောင်းမေတ္တာပို့ဒိဋ္ဌံပြုတ်ပြီးတော့ရုပ်ဖတ်သက်ဆယ်ဆုတောင်းရမှာကရွှေဖုံပွင့်စေတီတော်မြတ်ကြီးကိုအုတ်ထိပ်ပန်းစေဆုတောင်းပြီးတော့ပို့ဆောင်ပေးပေးပါရွှေဖုံပွင့်စေတီတော်မြတ်ကြီးဆိုတာဘွဲ့တော်နန်းတော်နာမည်လေးနဲ့ ရုပ်ဖတ်ပို့ဆောင်ပြီးတော့စုတောင်းပေးပေးပါလို့ကျွန်တော်များပုံလက်တော်ပြည်နဲ့ဆရာများနဲ့တို့မှာအထုဆုံးမကောင်းစုတောင်းမေတ္တာပို့မှာကြပါရစေရွှေဖုံပွင့်စေတီတော်မြတ်ကြီးကိုရည်ညွန့်ပြီးတော့ဘုဒ္ဓဘုရားသမီးများစုတောင်းမေတ္တာပို့ကံလို့ပူဇော်ပေးပေးပါ လုံငန်းကံငန်းစီပွားလာလာပါတော့ ਨੇ အောင်မြင်လာပါလိမ့်မယ်လုံငန်းရေးပိုင်းဆိုင်ရာတို့အောင်မြင်မယ်လိန်မော်ရေးတစ်ဖက် ဖျောင်းနိုင်ကိုတိုင်းအခုအမြန်ဆုံးပုတ်တော့ခုနှစ်ပေါ်တော့ခုလာမှာကြီးမဲ့ဆိုလို့ရှိရင်ဧပြီလ23ရက်နေ့ဦးတကူလာပြည့်ကျော်17ရက်နေ့ကြာမယ်အဲ့ဒီပုတ်တော့ခုနှစ်မအားခဲ့လို့အကြောင်းကြောင်းနဲ့နောက်ဖက်ပုတ်တော့ခုနှစ်ဆိုရင်လည်းဧပြီလ30ရက်နေ့သုံးမဟုတ်မေလာထဲကြီးမဲ့တက်တလို့အမြန်ဆုံးတော့ဆရာအနေနဲ့အခုဒီနှစ်ပတ်ရမယ် Jasper လေးကိုတော့ဆရာက တိုက်တွန်းတာပေါ့နော်ကြုံယုံချင်းချင်းလေးလောက်ဖွင့်ဖို့ဧပြီလ20နဲ့3ရက်ဧပြီလ30ရက်ဒါတော့နှစ်ပတ်ရမယ်ဒီဧပြီလထဲမှာရုပ်ရုပ်ချင်းချင်းဆောင်ရပေးပေးဖို့စာအနေနဲ့မြတ်တာရက်ခံပါစေဘုဒ္ဓဟူသားပြညာအားလုံးကိုစိတ်နှဖျားကြမှာချမ်းသာပါစေအရှိရဲ့အိမ်အောင်ရဲ့ကြမှာရေတော့နပတ်သက်ပြီးစာတာဆစ်ဆစ်မြင်မြလို့တာရှင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့၃ညာကို၄၅လုံး၃ညာ၃ညာ၄ခွန်၃ညာကိုခွန်၅လုံး ချောင်းနဲ့တင်ကားတို့ကိုတိုက်ရိုက်ဆက်သွင်းပြပြနိုင်ပါတယ်ခွန်ရဲ့သားသမီးအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာတော်မူကြပါစေ